တော်တော်ရှင်တွေအားလုံးတာလီစောပါ Diplomat Media Group DMG ရဲ့2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့မြန်မာလူငယ်လေးတန်းခံအလုပ်လက်မဲ့ဖြစ်နေတယ်လို့ UNDP ပြောတဲ့အကြောင်းအာဆာလက်ချက်ကြောင့်တနှစ်ကျော်အတွင်းတေဆုံးတန်ရာရသူဒေသခံ58ဦးထက်မနည်းရှိတာတဲ့သတင်း ရေကြီးဒေသခံဆက်တအုပ်ကိုစစ်ကောင်စီဖမ်းဆီးတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူရဲ့နဲ့အတူကိုအောင်မင်းကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပထမဆုံးအနေနဲ့မြန်မာလူငယ်လေးသန်းလောက်အလုံလမဲ့ဖြစ်နေတယ်လို့ UNDP ပြောတဲ့အကြောင်းကိုတင်ဆက်ပေးရှင်ပါတယ်။မြန်မာနိုင်ငံတဝန်းကလူငယ်လေးပုံတပုံခမောရှိလေးသန်းနေပါအလုံလမဲ့ဖြစ်နေပြီးအနာဂတ်ရတန့်ခံတင်ရတယ်လို့ လသမဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အောက်တိုဘာ၂ရက်နေ့ထုတ်အနာဂတ်ရတန်းခန့်အစီရင်ခံစာမှာဖော်ပြပါတယ်။အဲ့ဒီအစီရင်ခံစာအရအလုံးလက်မဲ့ဖြစ်နေတဲ့လူငယ်၄သန်းနီးပါးဟာခရီးပြင်းတဲ့အတွင်း50ရာခိုင်နှုန်းကျော်နဲ့ရခိုင်မှာ40ရာခိုင်နှုန်းကျော်ရှိနေတယ်လို့လည်းသိရပါတယ်။နိုင်ငံတွင်းကလူဦးရေရဲ့၃ပုံ၃ပုံကျော်ကလူငယ်တွေဟာမရေရာတဲ့ပညာသင်ကြားမှုပြတ်တောက်ပြီးနိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းမှုနဲ့လူမှုဘဝအခက်အခဲတွေကြောင့် ဝင်ငွေရရှိမှုအခွင့်အလမ်းတွေစိုးရွားလာနေပြီးအနာဂတ်မဲ့အခြေအနေကိုရောက်ရှိနေတယ်လို့အဲ့ဒီအစီရင်ခံစာကဆိုပါတယ်အလုတ်လုတ်ကင်နေတဲ့လူငယ်အများစုကမိမိပိုင်လဲရာလုပ်ငန်းသမဟုတ်တခြားကြပန်းအလုပ်တွေလုတ်ကင်နေရပြီးဝင်ငွေထိခိုက်မှုနဲ့စီးပွားရေးမတည်ငြိမ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်အသက်16နှစ်နဲ့24နှစ်ကြားလူငယ်၄ဦးမှ၃ဦးလုံးဟာပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့အစီရင်ခံစာကဖော်ပြပါတယ်။ အဲ့ဒီအရေးတဲ့ဟာခြေလက်ဒေသတွေမှာ၅ရောက်မှ၄ရောက်နေပါမြင့်တက်လာနေပြီးအထူးသဖြင့်တဏ္ဍာရီရှင်းစကိုင်းနဲ့ကရင်တို့မှာပုံမှုဖြစ်နေတယ်လို့သိရပါတယ်။ဒါပြင် ကျေးလက်နေလူငယ်တွေဟာမြို့ပြလူငယ်တွေနဲ့နိုင်ရှင်ရဲ့အတမင်ဝန်ကြောင့်ဆိုင်ရာအလုပ်ကံတွေနဲ့ပညာရေးလက်လန်းမြင်မှုနဲ့ပါတာတွေကြောင့်ပုံမောနဲ့နာဆုံဆုံနေရတယ်လို့ဆိုပါတယ်။ပညာရေးနဲ့အလုပ်ကံအခွင့်အလမ်းအရကြားမခွဲခြားမှုဟာမြို့သားတွေနဲ့နိုင်ရှင်ရဲ့မြို့သမီးငယ်လေးပုံတပုံလောက်ဟာအိမ်တွင်းတာဝန်တွေကြောင့်ပညာသင်တန်းခွင့်ဆုံဆုံခရပြီးအမျိုးသမီးတွေဟာမြို့သားတွေထက်ပြင်းပြ22ရာခိုင်နှုန်းရောနေတဲ့ဝင်ငွေကိုပဲရရှိတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။လရှိရခိုင်ပါဝင်နိုင်ငံတော်ကလူငယ်အများပြားဟာပြည်တွင်းကလုတ်ကန်ခွင်းလန်းနေပါတာ ဝင်ငွေထုံးငွေမညီမျှတာမိသားစုစာဝန်တွေကြက်တဲ့တာတွေကြောင့်ပြပထွက်ခွာမှုရှိနေကြပါတယ်။ဒါကြောင့်အတမေဝန်ကြောင့်တင်နန်းတွေကိုဒေသအလိုက်အမြန်ဆုံးလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ UNDP ကတိုက်တွန်းထားပါတယ်။ဒါပြင်အနာသိမှုနောက်ဆက်တဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတာကလည်းပြပထွက်ခွာမှုအတွက်တွန်းအားတစ်ခုဖြစ်နေတယ်လို့လူငယ်တွေကပြောဆိုကြပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အာဆာလက်ချက်ကြောင့်တနှစ်ကျော်အတွင်းတေဆုံးဒဏ်ရာရသူဒေသခံ58ဦးထက်မနည်းရှိလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ဒေသမောင်ထုံးနယ်ဘူတီတောင်မြို့နယ်အတွင်းပြီးခဲ့တဲ့2020ခုနှစ်မေလကစတင်ပြီးတော့အခုနှစ်စက်တင်ဘာလကုန်အထိအာဆာအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်အရသာတေဆုံးသူ36ဦးနဲ့ဒဏ်ရာရရှိသူ12ဦးထက်မနည်းရှိလာနေတယ်လို့ DMG ရဲ့အချက်အလက်အရသိရပါတယ်။မောင်ထုံးခရိုင်ကရခိုင်မြို့တဲ့ခမီးစားတဲ့ဒေသခံတွေဟာလူမှုရေးကိစ္စနဲ့ခရီးသွားတာဈေးရောက်ဈေးဝယ်ဟင်းရှားငှားရှားသွားလာရမှာ လက်ခုလက်မှာအာစာအဖွဲ့ရဲ့ကြမ်းဖက်တိုက်ခိုက်မှုကိုခံရရသူတွေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မောင်တော်ဒေသခံတွေဟာအာစာကအရက်သားတွေကိုဖမ်းဆီးနှိုက်ဆက်တားပြတ်နေတာကြောင့်လက်ခီးသွားလာရဲ့အခက်အခဲတွေရှိနေပြီးစိုးရင်ထိုက်လန့်မှုနဲ့နေထိုင်နေကြရတယ်လို့ဆိုပါတယ်။ဒါအပြင်ဘူးတီတော်မြို့နယ်အတွင်းကဒေသခံတွေဟာလည်းမောင်တော်ဘက်ကိုကုန်စည်ကူးတန်းရောင်းဝယ်ဖို့သွားလာရမှာအာစာအဖွဲ့စီတားပြတ်ခံရမှုတွေရှိနေတာကြောင့်လုံခြုံရေးစိုးရင်မှုတွေရှိနေကြပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကအာဆာအဖွဲ့ဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောင်ထိုးမြောက်ပိုင်းနေဆက်မှတ်တိုင်96 98အကြား point 68တောင်ကုန်းကအရခတက်တော်ရဲ့နေဆက်လုံခြုံရေးစခန်းနဲ့ဒုံညုတ်ကျေးရစခန်းတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအာဆာအဖွဲ့ဝင်တွေဟာအနီးအနားကမွတ်စလင်မဟုတ်သူတွေကိုဖမ်းဆီးနှိုက်ဆက်ပြီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုထားကြပါတယ်။လက်ရှိနေဆက်ဒေသမှာလုံခြုံရေးရှုပ်ထွေးနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုဝင်ပြေးသွားကြတဲ့အာဆာအဖွဲ့ဝင်တွေကိုအာရခတပ်တော်ဘက်ကလိုက်လံရှင်းလင်းဖို့ခက်ခဲနေတယ်လို့ဆိုထားပါတယ်။အာဆာ RSO စတဲ့အဖွဲ့တွေဟာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုချင်းချောက်နေတာကြောင့်နေဆက်ဒေသမှာနေထိုင်ကြတဲ့ဒေသခံတွေအနေနဲ့တိုးတဲ့တောင်ထဲနဲ့လူပြတ်တဲ့နေရာတွေကိုတဦးတည်းဒါမှမဟုတ်လူနေစုနဲ့တွာလာမှုမပြုလုပ်ဖို့အာရခတပ်တော်ကတတိပဲတိုက်ထွန်းထားပါတယ်။ ဒါအပြင်ကျမ်းမာရေးဒါမှမဟုတ်အရေးကြီးကိစ္စတွေရှိလို့သွားလာရင်အရခတက်တော်ရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစီတည်င်းပေါ်ပြီးမှသွားလာကြဖို့အတိပေးထားပါတယ်။နေဆက်ဒေသမှာအရခတက်တော်ကလုံခြုံရေးကိုအလေးပေးလှုံ့ဆော်နေပေမဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာအလိုက်ငယ်ချုံခိုတိုက်ခိုက်တာတွေရှိနေပါတယ်။ရေကြီးဒေသခံ၁၁ရောက်ကိုစက်ကောင်စီဖန်ဆီးတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။ ။ရယဝတီတိုင်းရေကြီးမြို့နယ်ညောင်မော်ကျေးရွာနဲ့တောင်တန်းကျေးရွာသား၁၁ယောက်ကိုတော်လိုင်းရေးတပ်တွေနဲ့ပတ်သက်တယ်လို့ဆွဆွဲပြီးစစ်ကောက်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံစီကသိရပါတယ်။အဲ့ဒီကျေးရွာသားတွေဟာအမျိုးသား၉ယောက်နဲ့အမျိုးသမီး၂ယောက်တို့ဖြစ်ပြီးအရခတပ်တော်နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုရိတ်ခါထားပွဲနဲ့ဆိုတဲ့ဆက်ဆွဲရှင်နဲ့စစ်ကောက်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဒေသခံတွေကိုရေကြီးမြို့နယ်မြောက်ဆန်းကျေးရွာအရှိဆိုင်အမြောက်တရင်အမတ်တ3လေးလေးမှာထိမ့်သိမ့်ထားပြီးမိသားစုတွေနဲ့တွေ့ခွင့်မပေးဘူးလို့အရှင်နေတည်သူတွေကပြောပါတယ် လက်ရှိမှာရေကြည်မြို့နယ်အတွင်းစက်ကောင်စီနဲ့ဒေါ်လင်းအင်အားစုတွေတိုက်ပွဲပြင်းထန်မှုမရှိပေမဲ့မြောက်ဆန်းအမြောက်တပ်အနေမှာရန်ဖန်ရန်ခါပြစ်ခတ်တန်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်ရေကြည်နယ်လီမင်နာမြို့နယ်ကဒေါ်လင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာလည်းစက်သုံးစီလုံးဝပြတ်တောက်နေပြီးလက်ကျန်တချို့ဟာလည်းဈေးနှုန်းမြင့်တက်နေတယ်လို့သိရပါတယ်။ပသိမ်မုံရွာကားလန်းတချောင်းနဲ့ကားလန်းအနောက်ဖက်ရှမ်းကိုစက်ကောင်စီကစက်သုံးစီတည်ယူခွင့်လုံးဝကန့်သက်ထားပြီးစားနပ်ရိက္ခာကိုလည်းအကန့်အသတ်နဲ့ပဲတည်ယူခွင့်ပြုထားတာဖြစ်ပါတယ်။ လက်ရှိမှာပသိမ်မွန်ဟာကလန်နဘက်ကကျေးရွာတွင်မှ73စီတလီတာကိုငွေကျပ်1000ကျော်အထိပေါက်ဈေးရှိနေပြီးမြို့ပေါ်ထက်ဈေးနှုန်း300ကျော်မြင့်တက်နေတယ်လို့သိရပါတယ်။အာရခတက်တော်နဲ့မဟာမိတ်တက်တွေကပသိမ်မွန်ဟာကလန်ရဲ့အနောက်ဖက်ရှမ်းကိုထိန်းချုပ်ထားတာဖြစ်ပြီးစက်ကောင်စီကကလန်ရဲ့အရှေ့ဘက်ကိုထိန်းချုပ်ထားပါတယ်။အာရခတတော်နဲ့မဟာမိတ်တပ်တွေဟာအေရီတိုင်းမှာရေချီလေးမျက်နှာအင်ကပူတာပေါင်းနဲ့ပသိမ်မြို့နယ်တွေမှာစစ်ရေးဖော်ဆောင်နေကြတာဖြစ်ပြီးစစ်ကောင်စီရဲ့တပ်စခန်း၁၀ခုတည်းမှနေကိုသိမ်းပိတ်ရရှိထားပါတယ်ခင်ဗျာ။ ။သတင်းမျိုးကိုဆက်လက်တင်ဆက်ပေးနေပါတယ်။နိုင်ဧကန်တိုက်ပွဲကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား28ဦးကို PIA ဖမ်းထားတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။အာမင်ဘူးကလန်ရခိုင်ရိုးမတောင်ပေါ်ကမကွေးတိုင်းငဖဲမြို့နယ်နိုင်ဧကန်တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား28ဦးကို PIA မကွေးကဖမ်းဆီးထားတယ်လို့အော်တိုဝါလာ၂ရက်မှထုတ်ပြန်ပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေဟာစစ်ကောင်စီရဲ့တမကိုကိုနဲ့စကခ69လက်အောက်ခံတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ သူတို့ဟာစစ်မှုထမ်းအပတ်စဉ်9ရက်နဲ့73အထိတင်ဒန်းတက်ရောက်ခဲ့ရသူတွေဖြစ်ပြီးစက်တင်ဘာလအတွင်းနိုင်ရီကန်တိုက်ပွဲကနေထွက်ပြေးလာသူတွေဖြစ်တယ်လို့ PIA မကွဲကဆိုထားပါတယ်။လက်ရှိမှာသူတို့ကိုနိုင်ငံတကာစစ်တုံ့ပန်းဥပဒေစီမင်းစည်းကမ်းတွေနဲ့အညီကောက်မွန်စွာထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ PIA မကွဲဟာနိုင်ငံတော်အစစ်ချိန်မြင့်လာမှုနဲ့အတူဒေသတွင်းစစ်စင်ရေးတွေကိုပို့ဆောင်နေတယ်လို့ဆိုပါတယ်။အထူးသဖြင့်ငဖဲမြို့နယ်အမ်မဒန်လန်တခြား ပသိမ်မူရလနဲ့အမတန်လန်ကြားဒေတာတွေမှာစစ်စင်ရေးတွေကိုမဟာမိတ်တပ်တွေနဲ့ဒူပူပေါင်းပို့ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲအသီးသီးမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာထိခိုက်သေးဆုံးမှုအများအပြားရှိတယ်လို့ PIA မကွဲကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတပေါ်အနေနဲ့တာဝတီထံကလွေရစ်စ်နိုင်ကျင်း၅ရောက်ကိုစက်ကောင်စီ နောက်ထပ်မှုတက်ပြီးပြန်ဖိုင်းတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ပဲခိုးတိုက်တာဝတီအကျဉ်းထောင်ကလွှဲရေးစီပီပြန်လဲလွတ်မြောက်လာတဲ့နိုင်ငံရဲ့အကျဉ်းသား9ရောက်ကိုနောက်ထပ်အမှုတွေတပ်ပြီးစက်ကောင်စီကပြန်လဲဖမ်းဆီးလိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNN ကမနေ့ကထုတ်ပြန်ပါတယ်အော်ဘတ်တရဲမှာတာယာဝတီအကျဉ်းထောင်ကနိုင်ငံရဲ့အကျဉ်းသား16ရောက်နဲ့တခြားအကျဉ်းသား14ရောက်တို့စုစုပေါင်းအယောက်30ဟာလွှဲရစီပြီးပြန်လွှတ်မြောက်လာခဲ့ကြပါတယ်။အဲ့ဒီထဲမှာနိုင်ငံရဲ့အကျဉ်းသား16ဦးထက်က နိုင်ငံတင်နာရှောက်ကိုထောင်ပွားအယောက်မှာရဲကနဲ့စက်ကောင်စီလောက်ကံပြည်ထောင်ဌာနကတာယာဝတီရဲစခန်းကိုပြန်လည်ဖမ်းဆီးတော့ခဲ့ကြတာပါအဲ့ဒီတဲကတရားဝဲပြန်လည်လွတ်မြောက်ခဲ့ပြီး၅ယောက်ဟာနောက်အမှုတွဲတွေနဲ့ဖမ်းဆီးခံခဲ့ရပြီးတာယာဝတီအကျဉ်းထောင်ကိုပို့ဆောင်ဖမ်းဆီးလိုက်တယ်လို့ PPN ကဆိုပါတယ်ပြန်လည်ဖမ်းဆီးခံရသူတွေဟာကိုဆိုင်အောင်ငယ်ကိုဂျယ်ရီကောင်ထိုက် ကိုတင်စိုးမမေမြတ်သူနဲ့ အမည်စုံစမ်းဆဲတယောက်ဖြစ်ပါတယ်။ပြန်လည်ဖမ်းဆီးခံလိုက်ရသူတွေဟာအရင်ကနိုင်ငံတော်အကြီးအကဲပြစ်စင်မှုပုံမှန်905နဲ့မတရားအသင်ဆက်သွယ်မှုပုံမှန်စက်ခွန်တက်တွန်းနဲ့ထောင်ဒဏ်ကြခံနေရသူတွေဖြစ်ပါတယ်။လက်ရှိမှာအကြံဖက်ပုံမှန်52နဲ့ထပ်မံတရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ PPN ကဆိုပါတယ်။အခုလိုနဲ့ကျင်းတွေကိုမဟုတ်မမှန်ဆက်ဆွဲမှုတွေနဲ့အကြံဖက်ပုံမှားတွေတက်ပြီးပြန်လည်ဖမ်းဆီးတာကအပြစ်မဲ့ပြည်သူတွေကိုလူခွင့်ထိခိုက်စေတဲ့အတွက် PPN အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ရှားတယ်လို့ဆိုထားပါတယ်ခင်ဗျာ။နောက်ဆုံးတော့အနေနဲ့ ိုင်ငံတကာတည်င်းနှစ်ပုဒ်ကိုလည်းတင်ဆက်ပေးမှာပါရုရှားရဲ့နေပင်ဆောင်စစ်စင်ရေးအန်ဒီယေ EU ကောင်ဆောင်တွေကိုဒိမ့်မတ်တတိပေးတဲ့တည်င်းကိုလည်းတင်ဆက်ပေးချင်ပါတယ်အမျိုးအမည်မသိ drone ပြန်တမ်းမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်တင်းကျပ်တဲ့လုံခြုံရေးအစီအမံတွေအောက်မှာကျင်းပခဲ့တဲ့ဥရောပသမဂ္ဂ EU ကောင်ဆောင်တွေရဲ့ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲကိုဒိမ့်မတ်ကလက်ခံကျင်းပပေးရမှာဒိမတ်ဝန်ကြီးချုပ်မက်တီဖရက်ဒရစ်ဆင်ကရုရှားရဲ့နေပင်ဆောင်စစ်စင်ရေးကိုတုံ့ပြန်မှုတုံ့မြင့်ဖို့ ဥရောပသမဂ္ဂကိုအော်တိုဘာလ1ရက်မှာတိုက်တွန်းတောင်းဆိုခဲ့တယ်လို့ AFP သတင်းကဖော်ပြထားပါတယ်။ကိုပင်ဟေဂင်မြို့ကခရစ်စတီယန်ဘော့နန်းတို့မှကျင်းပခဲ့တဲ့ထိုက်တိအစည်းအဝေးပွဲကိုကာကွယ်ဖို့ရဲတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကိုအသိအနေထားထားရှိတာအရဘက် drone တွေပြန်တပ်မှုကိုပိုက်ပင်တာနဲ့ NATO မဟာမိတ်တွေစီကအင်အားဖြည့်တဲမှုတွေကိုပါရှာထားဆောင်ရွက်တာတို့ကိုလှုံ့ဆော်ခဲ့ရတာပါ။ဥရောပသမဂ္ဂရဲ့အလှည့်ကျဥက္ကဋ္ဌရာထူးကိုလက်ခံရယူထားတဲ့ဒိမတ်နိုင်ငံဟာ ။မကြတဲ့မီရက်တွေအတွင်းကအမြုပ်အမြင်မသိ drone တွေကလေဆိုင်တွေကိုပိုက်ပစ်ခဲ့တာနဲ့စီးရဲတီနေရာတွေအနည်းကိုပြန်တန့်ခဲ့တာတွေကြောင့်တုံ့လောက်ရှောက်ရှောက်ခဲ့ရပါတယ်။ drone ပြန်တန့်မှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးတော့ရုရှားကိုတန်တရားဝင်နေကြပေမဲ့အခုအချိန်အထိပြည်မှုကျူးလွန်သူဘသူဆိုတာကိုတိတိကျကျအမိတက်ပို့ထုတ်နိုင်တာမျိုးမရှိသေးပါဘူး။ဒါပေမဲ့မော်စကိုဘက်ကပိုလန်နဲ့အက်စတိုနီးယားတို့ကိုအစိမ့်မြင့်လေကြောင်းကျူးကျော်မှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာအဲ့ဒီ drone ဖြစ်စဉ်တွေက ဥရောပရဲ့ကာကွယ်ရေးစနစ်မှာရှိနေတဲ့အာဏာချက်တွေအပေါ်အာယုံစိုက်မှုကိုပုံမမြင့်တက်လာစေခဲ့ပါတယ်။ EU ကောက်ဆောင်တွေဟာရုရှားရဲ့ချင်းချောက်မှုကိုတုံ့ပြန်ဖို့ရည်ရွယ်တဲ့ drone တိုင်းအပါအဝင်ဥစားပြကာကွယ်ရေးစီမံကိန်းတွေရဲ့အသေးစိတ်အချက်အလက်တွေကိုအပိတအကောင့်ထဲပို့နိုင်ဖို့အတွက်ဒိမတ်မျိုးတို့ကိုပင်ဟေဂင်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှာနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG တည်င်းဌာနကိုတည်င်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 639 633ကိုလုံချုံဆိုင်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြည့်တင်ပါတယ်ရှင်